ရွှေငွေနောင်ရှင်မှာရှိတဲ့ကော့မူနှုတ်ရွာကိုကြော်ညာမယ်ဆိုလို့ရှိရင်ကော့မူနှုတ်ရွာကဘယ်နားမှာရှိလဲဆိုတော့ကျွန်တော်တို့ဒီရေတကုံပေါ့နော်အရန်သားရလာပါတဲ့ကျွန်တော်တို့ဒုံရင်းရွာမှာရှိတဲ့ကော့မူနှုတ်ရွာခွဲလေးဆိုတဲ့အနေအထားလေးဖြစ်ပါတယ်ဒီတော့ကော့မူနှုတ်ရွာဆိုတဲ့အနေအထားကိုမိတ်ဆွေတို့သိအောင်ကျွန်တော်ဒီရေတကုံမှာလာပြီးတော့ရပ်ပြနေခြင်းဖြစ်ပါတယ်ဒီနေရာကကျွန်တော်တို့ကော့မူနှုတ်ရွာနားမှာရှိတဲ့နေရာလေးပဲဖြစ်ပါတယ် ်5မိနစ်နောက်လမ်းလျှောက်မယ်ဆိုလို့ရှိရင်ကော်မူနိုရောက်ရောက်ရှိမှာဖြစ်ပါတယ်။သွားကြည့်အောင်ကော်မူနိုအကန်းမိတ်ဆွေကကော်မူနိုမှာကျွန်တော်ဟိုနေ့တော့ရိုက်ပြထားတယ်မျက်နှာစာ85ပြီးအနောက်ပေ80တိုက်အိမ်တစ်လုံးပါတယ်3500မိတ်ဆွေတို့မကြိုက်ဘူးဆိုလို့ရှိရင်ဒီမှာမြေတီးတန်းရှိပါတယ်မြေတီးတန်းကနော်မျက်နှာစာပေ60အနောက်ပေ100မျက်နှာစာပေ60ဒီလမ်းဘေးမျက်နှာစာပေ60အနောက်ကို ဆိုတဲ့အနေထားလေးမှာသိန်း300နဲ့ရမယ်အပိတ်ဈေးဖြစ်ပါတယ်သိန်း300နဲ့ရမယ်ဒီတော့မျက်နှာစာပေ60အနောက်တရားသိန်း300နဲ့ရမယ်ဆိုတော့စိုးတော့မစိုးဘူးပေါ့နော်ခြံလေးရှင်းလိုက်ရင်တော့တော်တော်လေးနှမ်းမယ်ဒီတော့ကဒါကရင်းနှီးမြုပ်နှံရှင်တဲ့သူတွေအတွက်ကဝယ်ရောင်လုပ်လေအဆင်ပြေနိုင်တဲ့အနေထားတွေသူ့မှာရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးရှုခင်းဒီလိုမျိုးဇွဲကွင်းတောင်ချေဒီလိုမျိုးရေတကွန်းကို9မိနစ်လမ်းလျှောက်ရောက်တိုင်ခင်နဲ့ဆို10မိနစ်အတွင်းရောက်ဆိုတဲ့အနေထားလေးမှာ မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးနေထားလေးကတော်တော်လေးရှားပါးတယ်ဆိုတဲ့နေထားလေးဖြစ်ပါတယ်ဒီတော့ကတော်တော်မိုက်ပါတယ်နော်ဒီတော့ကိုချန်လေးကဆိုလို့ရှိရင်မျက်နှာစာပိန်60အနောက်ကိုပိတရာဒီတော့ကျွန်တော်တို့ချန်အနောက်ကိုချက်သွားကြည့်မယ်ပိတရာဆိုတဲ့အနောက်အနေထားလေးကိုချက်သွားကြည့်မယ်ပေါ့နော်ဒီမှာအိမ်ကတော့ဒီဘက်ချမ်းမှာပတ်ပတ်လည်ရှိမယ်နောက်ပြီးတော့ဒီချန်ချန်အကြီးချန်ကျော်အောင်အနောက်မှာ အဲ့နေရှိမယ်အဲ့လိုမျိုးနေထားလေးဖြစ်ပါတယ်ဒီမှာရှုံးမရှုံးမတောင်ချေလေးမှာနော်တောင်ချေမဟုတ်ဘူးကွာတောင်တောင်ခေါင်းမညောင်းဝဲနဲ့လှန်ကြည့်လို့ရတဲ့အကွာဝေးတစ်ခုမှရှိတယ်ပေါ့နော်အဲ့လိုမျိုးနေထားလေးဖြစ်ပါတယ်음ဒီနာထီပေါ့ဒီနာထီနော်ဒီရဲ့သူကအိတ်နှလုံးချားထားတယ်ကွာဒီဘက်ခြံထီဆိုတဲ့နေထားလေးဖြစ်ပါတယ်ဒါဟိုအိမ်အနောက်ဘက်ခြံပေါ့နော်ဒီတော့ဒီလိုမျိုးနေထားလေးတဲ့လား မြင်နေနော်အရင်မိုက်တယ်ခြံအရွယ်ကြီးပဲဟိုဘက်ခြံကခေါ်ရတဲ့ဈေးလည်းမဆိုးပါဘူးသူကတိုက်အိတ်တစ်လုံးပမယ်ဆိုလို့နော်တိုက်အိမ်က PE ဈေးနဲ့တွတ်မယ်ဆိုလို့ရှိရင်တိုက်အိမ်ကသိန်း1000လောက်တန်ပြီးတော့သူ့ခြံလေးက3500ညိနိုင်ဈေးအနေထားလောက်ရှိသွားတယ်ပေါ့နော်ဒီဘက်ခြံမှာကအပိတ်ဈေးခေါ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့ပိန်300နဲ့ရမယ်ညနေစာပီ60အနောက်ပီ100ဖြစ်ပါတယ်တောင်ယူပွင့်လာမှာ ကျွန်တော်တို့ဒီခြံဘေးကိုလိုက်ပြမယ်နော်ဟိုကိုမိတ်ဆွေတွေကဒီခြံအနေထားလေးတိတ်မမြင်ဘူးဆိုတော့ကကိုဘေးပတ်ဝန်းကျင်မှာအိမ်ရှိလားဗာရှိလားမင်းနေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်အိမ်ဘေးအိမ်ခြံဘေးလေးကိုကျွန်တော်လိုက်ပြမယ်မအိမ်ခြံဘေးလေးဖြစ်ပါတယ်နော်ရှင်းနိုင်တော်တော်လေးလှမယ်ကွာမိုးတွင်းဆိုတော့မရှင်းနိုင်ဘူးတိရတိုင်းပဲမိုးတွင်းဆိုတော့မရှင်းနိုင်မှာအိမ်ခြံဘေးသူများအိမ်ခြံနောက်သူများရှင်းရလားရှင်းနေရောတိရဟုတ်လား မပီတရာအရှိကြီးပဲဘေးပတ်ဝန်းကျင်မှာလည်းအိမ်ရှိရဲဆိုတော့ဒါကကိုအနေနဲ့ဘာမှကြောက်စရာမလိုတိန်300ဗျာမိတော့ဟာမိတ်ဆွေစဉ်းစားကြည့်ကဲဒီတော့လမ်းမကြီးရှိကိုကျွန်တော်ထွက်ပြမယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေရာကဒီနှစ်ချင်းပေါ့နော်နှစ်ချင်းပို့ခင်းနှစ်ချင်းပို့ခင်း တကယ်အဓိကနေရာနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဖျားချောင်းတွေလည်းရှိတယ်ဒီဘက်ခြမ်းမှာဆိုရင်ဖျားချောင်းရှိပြီးတော့ညာဘက်ခြမ်းမှာဆိုရင်ဘုံကြီးချောင်းအကြီးရှိတယ်ရေတကုံလည်းရှိတယ်ဆိုတော့တော်တော်လေးဘာသာနှစ်ခုကြားတော်တော်လေးတင်းတင်းမြတ်မြတ်နဲ့ငြိမ်ငြိမ်ချမ်းချမ်းသာသာရရလေးနေလို့ရတဲ့နေရာမျိုးစားလေးဖြစ်ပါတယ်ဒီဘက်ခြမ်းသွားမလားဒီဘက်ခြမ်းသွားမလားအရင်လာတဲ့နေရာလေးတွေဖြစ်ပါတယ်ဒီတော့ကမိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးနေထားလေးကိုစိတ်ဝင်စားရဲဆိုရင်တော့ ီခြံလေးကမျက်နှာစာပေ60အနောက်ကိုပေ300ဖြစ်ပါတယ်ကျွန်တော်ရေဒဂုံဤအရန်တရာလှပါတဲ့နေရာလေးမှာမြေဝယ်ဆုချင်တာပဲဖြစ်ဝယ်ပြီးတော့ပြန်ရောင်းချင်တာပဲဖြစ်ဒီနေရာလေးတွေကအဆင်ပြေတယ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်ဘေးမိတ်ဆွေတွေနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ဆက်သွယ်မြင်မြန်စုံစမ်းနိုင်ပါတယ်ယေရှုတင်ပါတယ်